ားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခေါင်းနှုံထုံချင်းရေဒီယိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်းပါဒီနေ့နားဆင်ရမယ့်သတင်းကောင်းစဉ်တွေကတော့ NLD အစိုးရခေကချင်းဝင်ကြီးတွေနဲ့ချင်းနိုင်ငံရေးသမားတချို့ဟာစစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်မဲ့သတင်းချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်စက်တင်ဘာလအတွင်းတည်ဆုံသူ9ဦးရှိပြီလို့ WG ထုတ်ပြန်လိုက်တဲ့သတင်း စကမရှင်တရက်ထိုးစစ်ကြောင့်စစ်ဘေးတိမ်းရှောင်နေကြတဲ့ကလေးမျိုးတွေကဒေသခံပြည်သူတွေအရေးပေါ်အကူအညီလိုအပ်နေတဲ့တည်တင်းနဲ့လာမယ့်2026ကြီးငါတင်နှစ်မှာချင်းအမျိုးသားတက္ကသိုလ်ကမဟာဌာန၃ခုဖွင့်လှစ်သွားမှာဖြစ်ပြီးတော့တင်နန်းသားတွေစတင်ခေါ်ယူနေတဲ့တည်တင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုအဦးဆုံးတင်ဆက်ပေးမှာကတော့စစ်ကော်မရှင်ကဥစားမကျင်းပါမယ့်ရွေးကောက်ပွဲမှာ NLD အစိုးရခက်ကချင်းတီနယ်ဝင်ကြီးတွေဖြစ်ကြတဲ့ဦးစိုးထက်နဲ့ဦးပါလွန်မင်ထံအပါအဝင် လူသိများတဲ့ချင်းနိုင်ငံရေးသမားပူနောထန်ကောက်တို့ဝင်ရောက်ရှင်ပြိုင်ကြမယ်လို့သိရပါဗျာ။ င်ဇမာလာ28ရက်နေ့မှာကျင်းပသွားမဲ့ရွေးကောက်ပွဲမှာချင်းပြည်နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းစီရင်တွေကိုဟာခခရင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကအတည်ပြုပြီးတဲ့နောက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာထပ်ပေါ်လာမှုအရာသိရပါတယ်ချင်းလူထုအတိုင်းဝန်ကြမှာလူတိများတဲ့ချင်းနိုင်ငံရေးသမားပူနိုထန်ကပါချင်းပြည်သစ်ကွန်ကရစ်ပါတီကနေချင်းပြည်နယ်အမျိုးသားလွှတ်တော်အချို့ကြကိုစားပြုစနစ်မင်းဆန္ဒနယ်မြေအတွက် ဝင်ရောက်ရှင်ပြိုင်သွားမယ်လို့ခုံနှုံးတုံတင်းဌာနကိုအတီးပြုတ်ဖြေစာထားပြီးတော့လက်ရှိမှာရွေးကောက်ပွဲကော်မရှင်ရဲ့အတီးပြုတ်မှုသာလိုတော့တယ်လို့ပြောပါတယ်။ချင်းအပါဝင်နိုင်ငံတော်မှာပြည်သူတွေကိုနှီးမြှုပ်ဆုံတဲ့တပ်ဖြတ်ကျော်လွန်နေတဲ့အာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဝင်ထင်ရှားတဲ့နိုင်ငံရေးသမားတွေပါဝင်ရှင်ပြိုင်မှုဟာ၎င်းတို့ရဲ့နိုင်ငံရေးရွေးချယ်မှုသာဖြစ်တယ်လို့ Federal အရေးလိလာတုံးသက်သူချင်းနိုင်ငံရေးသမားစလိုင်းရှိန်ထွန်းကပြောပါတယ်။ ပူနုံထိုင်ကမ်းနဲ့ဝင်ကြီးဟောင်းအိုးစိုးထံဟာချင်းပြည်တဲ့ကွန်ကရစ်ပါတီကိုတည်ထောင်ရမှာဥဆောင်သူတွေဖြစ်ကြပြီးတော့၎င်းတို့ဟာချင်းပြည်နဲ့အမျိုးသားလွှတ်တော်အချို့ကြကိုစားပြုစနစ်မဲဆန္ဒနယ်မြေအတွက်ဝင်ရောက်ရှင်ပြန်သွားမယ်လို့တည်ရပါတယ်ပူနုံထိုင်ကမ်းဟာချင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့သူဖြစ်ပြီးတော့အိုးစုထက်ဟာ NLD အစိုးရလက်ထက်တုန်းကချင်းပြည်နယ်စစ်မှုလက်မှုနဲ့စီပင်ဝင်ကြီးဖြစ်ကြောင်းနဲ့လက်ရှိမှာချင်းပြည်သည့်ကွန်ကရစ်ပါတီရဲ့ဥက္ကဋ္ဌဖြစ်ကြောင်းသိရပါရီ NLD အစိုးရလက်ထက်ကလူမှုရေးဝင်ကြီးဖြစ်ခဲ့တဲ့အိုးပေါလွန်မင်ထောင်ဟာလည်းလမ်းမဲ့ရွေးကောက်ပွဲမှာဇုံမျိုးမျိုးသားပါတီကနေချင်းပြည်နယ်အမျိုးသားလွှတ်တော်မင်းဆာနာနဲ့အမတ်တင်မှာဝင်ရောက်ရှင်ပြိုင်သွားမှဖြစ်ပါရီ။ ဥပေါ်လွန်မင်းထံကအာနာသိန်းစစ်တပ်နဲ့နှိစက်မှုရှိနေတဲ့စုံမီတော်လှန်ရေးတပ်ဖွဲ့ ZRAEC အဖွဲ့မှဦးဆောင်သူတအိုဖြစ်ကြောင်းလည်းချင်းအင်အားစုအတိုင်းဝန်ထံကနေသိရပါတယ် 2025နဲ့2020ရွေးကောက်ပွဲတွေမှာ The City Party ကအနိုင်ရရှိခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ချင်ငိုက်မန်ကလည်းလက်ရှိရွေးကောက်ပွဲမှာဇော်မီအမျိုးသားပါတီကိုစားပြုတ်အနေနဲ့ချင်းမေနယ်အမျိုးသားလွတ်တော်အချို့ကြကိုစားပြုတ်စနစ်မဲဆန္ဒကနေဝင်ရောက်ရှင်ပြဲသွားမှဖြစ်ကြောင်းသိရပါတယ်။ ။စစ်ကမရှင်တရဲ့ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဟာချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပြီးသူလွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမြင့်စင်းတွေကိုအတိပြုတ်ထားပြီးဖြစ်ပါတယ်။စစ်ကမရှင်ကျင်းပမယ့်အဲ့ဒီရွေးကောက်ပွဲအပိုင်း၁မှာချင်းပြည်နယ်ကနေချင်းပြည်သက်ကွန်ကရစ်ပါတီ၊စုံမီအမျိုးသားပါတီ၊ပြည်ထောင်စုကြန့်ကန်ရေးနဲ့ဖွံ့ဖြိုးရေးပါတီပြီးသူရှစ်ဆောင်ပါတီတို့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းပြည်နယ်မှာစစ်ကော်မရှင်တပ်ဖွဲ့ရဲ့လေဆောင်တိုက်ခိုက်မှုကြောင့်စက်တင်ဘာလ1လအတွင်းတေဆုံးသူ9ဦးအထိရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ2ဦးရှိခဲ့တယ်လို့ Women for Justice WJ ကအောက်တိုဘာ20ရက်နေ့မှာထုတ်ပြန်ပါတယ် စစ်ကမရှင်တပ်ဖွဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကွန်ပလက်မြို့နယ်မှာအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးမင်းတမြို့နယ်မှာအမျိုးသမီး2ဦးတို့တည်ဆုံခဲ့ရပြီးတော့ကွန်ပလက်မြို့နယ်မှာအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြချက်အရသိရပါတယ်လေဆောင်တိုက်ခိုက်မှုကြောင့်မင်းတမြို့နယ်မှာတော့နေအိမ်ခုနှစ်လုံးနဲ့ကံပလက်မြို့နယ်မှာကျောင်းဆောင်နှစ်ဆောင်ပြည့်စည်ဆုံးရှုံးခဲ့ကြောင်း WJ ကထုတ်ပြန်ထားပါရီချင်းပြည်နယ်အပါအဝင် စကိုင်းတိုင်းထိခိုက်မြို့နယ် တစီမြုပ်နယ်ကံပလိုမြုပ်နယ်တို့မှလည်းအမျိုးသမီး၂၀ကိုအသေဆုံးတဲ့အပြင်ခင်ဦးမြုပ်နယ်တံပိုချေးရွာမှာအမျိုးသမီး၃ဦးဟာလေဆောင်တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိပြီးတော့ကနေမြုပ်နယ်မှာနေအိမ်ခုနှလုံးပြတ်စီခဲ့ရပါတယ် အခုလိုစကွန်မရှင်တပ်ဖွဲ့ဟာအမျိုးသမီးတွေအပေါ်မှာလိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမရင်းချင်းတပ်ဖြတ်မှုတွေနေ့စဉ်နေ့တိုင်းကျုံးလွန်နေခြင်းဟာလည်းအမျိုးသမီးတွေအပေါ်မှာဘဝလုံခြုံမှုခံစားနိုင်ခြင်းမရှိကြောင်း Women for Justice WJ ကဖော်ပြထားပါတယ်။ Women for Justice WJ ဟာအမျိုးသမီးအရေးလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီးတော့စစ်ကောင်မရှင်ရဲ့ဖက်ပေါင်းစုံကနေလူအခွင့်အရေးကျူးလွန်မှုတွေကိုအရေးယူမှုလှုပ်ဆောင်နိုင်ဖို့မြေပြင်တည်တည်မှတ်တမ်းတွေစုဆောင်မှတ်တမ်းယူလက်ရှိနေပါရှင်။ နောက်သတင်းတပုံကတော့စကိုင်းတိုင်းဒေသကြီးကလေးခရိုင်ကလေးမြို့နယ်အတွင်းရှိကလေးတမိုးလမ်းမနဲ့ကလေးကံကောလမ်းမကြီးတို့မှာစစ်ကော်မရှင်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလျက်ရှိနေတာကြောင့်ဒေသခံပြည်သူအများပြားဟာအရေးပေါ်ထွက်ပြေးတင်းရှောင်နေကြရပါတယ်။ ။လက်တလုံးအချိန်နေမှာတော့နေရက်တင်းရှောင်းတဲ့ဒေသခံပြည်သူတွေတစ်ကြီးရွယ်ဦးတွေကိုဝင်ဆောင်မိခင်တဲ့ကလေးသူငယ်တွေအတွက်အရေးပေါ်စာနှစ်ရိတ်ခါဂျမားရေးကူငီဆောင်ရှောက်မှု အခြေခံစားတောက်ကုံစားတဲ့အကူငီတွေလိုအပ်လျက်ရှိနေတယ်လို့ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီကရှမန်နေ့ကထုတ်ပြန်လိုက်ပါတယ်အရေးပေါ်တင်းရှောင်နေရတဲ့ဒေသခံပြည်သူတွေရဲ့လူအပ်ချက်တွေဟာအချိန်မီဖြစ်နေနိုင်ဖို့ ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကမတီအနေနဲ့အရေးပေါ်တုံ့ပြန်ရင်းနဲ့ကိုငွေရေးအဖွဲ့ကိုလည်းဖွဲ့စည်းလိုက်ကြောင်းသိရပါရယ်။နိုင်ငံတကာရောက်မိဘပေသူတွေဒေသတွင်မိဖက်အဖွဲ့စည်းတွေပြည်တွင်းပြည်ပရှိတော်လှန်ရေးအင်အားစုတွေတရင်သားအဖွဲ့စည်းတွေနဲ့နိုင်ငံတကာအဖွဲ့စည်းတွေအနေနဲ့ပံ့ပိုးကူညီပေးကြဖို့ကိုလည်းကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကမတီကတောင်းဆိုထားပါရယ်။ အရေးပေါ်နေရတင်းချောင်နေတဲ့ပြည်သူတွေအတွက်ကိုငီထောက်ပံ့လူသူတွေအနေနဲ့ UNG ပဲ STB ဘဏ်အကောင့်တို့နဲ့လုံခြုံစိတ်ကြစွာကိုငီထောက်ပံ့နိုင်ဖို့အတွက်စီစဉ်ထားကြောင်းလည်းသိရပါတယ်ရှင်။ ုနောက်ဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်ချင်းလန်းအစိုးရပြည်ညာရေးဝန်ကြီးဌာနလက်အောက်မှာလည်ပတ်နေတဲ့ချင်းမျိုးသားတက်ကတူစီရင်ယူကနေလာမယ့်2026ပြည်ညာတင်နှစ်အတွက်မဟာဌာနသုံးခုဖွင့်လှစ်တော်မှာဖြစ်ပြီးတက်ရောက်မဲ့တင်တန်းသူတင်တန်းသားတွေကိုခေါ်ယူနေကြောင်းအောက်တိုဘာ20ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ် အဆိုပါတင်ဒန်းတွေကို2026ခုနှစ်ဇန်နဝါရီလပထမပတ်မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးပညာရေးမဟာဌာနဥပဒေပညာမဟာဌာနနေပညာနဲ့တက်မွေးပညာမဟာဌာနအတွက်တင်ဒန်းသားတွေကိုခေါ်ယူသွားမယ်လို့သိရပါတယ်ပညာရေးမဟာဌာနကနေနှစ်နှစ်ကြာသင်တန်းတွေဖြစ်တဲ့လုပ်ငန်းခွင်ပညာရေးဒီပလိုမာ၊ပွဲချိုပညာရေးဒီပလိုမာနဲ့ပွဲလွန်ပညာရေးဒီပလိုမာသင်တန်းတွေအတွက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်ဥပရေပညာမဟာဌာနကနေလေးနှစ်ကြာဥပရေပညာဘွဲ့သင်တန်းအတွက်ခေါ်ယူမှဖြစ်ပြီးတော့နေပညာနဲ့တက်မွေးပညာမဟာဌာနကနေနှစ်နှစ်ကြာဒီပလိုမာသင်တန်းတွေဖြစ်တဲ့လက်စစ် engineer AGTI နဲ့မြို့ပြ engineer AGTI သင်တန်းတွေကိုခေါ်ယူသွားမှဖြစ်ပါရည်သင်တန်းအလုံးအတွက်အခြေခံအဖြစ်အသက်16နှစ်ပြည့်ပြီးသူဖြစ်ရမှဖြစ်ပြီးတော့တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးရပ်နာထားသူ တက္ကသိုလ်ကောလိပ်ကနေပွင့်မရမီရနာထသူဒါမှမဟုတ် MOE ရဲ့အချို့ကောလိပ်အစီအစဉ် BECA ပြီးမြောက်သူတွေရှောက်ထားနိုင်ပါ रे ပွဲလွန်ပညာရေးဒီပလိုမာသင်တန်းအတွက်ကတော့တက္ကသိုလ်တစ်ခုခုကနေပွဲရရှိပြီးသူဖြစ်ရမှာဖြစ်ပါ रे အထူးသဖြင့်ပညာရေးနဲ့ ဥပရေပညာသင်တန်းတွေအတွက်လျှောက်ထားသူတွေဟာသင်တန်းပြီးဆုံးမှာကလည်းချင်းပြေချင်းလက်အတွင်ရှိပြီးသူအကြောင်းတွေစပီးဆောင်အကြောင်းတွေတာမမဟုတ်တရားဥပဒေစိုးမိုးရေးအတွက်လိုအပ်တဲ့ပင်နေရာတွေမှာမစိုးတာဝန်ထမ်းဆောင်လိုသူတွေဖြစ်ဖို့လိုအပ်ပါတယ်အလားတူလှည့်စင်းတဲ့မြို့ပြအင်ဂျင်နီယာသင်တန်းအတွက်လည်းချင်းပြေအတွင်ကပြီးသူတွေကိုအလုပ်ချေးပြုတ်လိုသူတွေထည့်ရမယ်လို့လည်းဖော်ပြထားပါတယ် စိတ်ဝင်စားသူတွေအနေနဲ့ရှောက်လွားတွေကိုတက်ဆိုင်ရမြို့နယ်ဒေသပညာရေးဌာနသို့မဟုတ် Ministry of Education Government of Chinland ရဲ့ Facebook Page Messenger ကနေ Google Link တောင်းခံရယူနိုင်ပြီးတော့လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့အတူ2025ခုနှစ် November 30ရက်နေ့နောက်ဆုံးထားက Chin National University @gmail.com ကို email နဲ့တင်သွင်းနိုင်ပါတယ်။မှတ်ချက်အနေနဲ့ပနာမရွေးချယ်ခံရသူတွေသာဝင်ခွင့်အစမေးပွဲပြေဆိုရမှာဖြစ် ပြီးတင်တန်းချင်းကိုစာရွက်စာတန်းချင်းမပါဘဲလက်စင်ချက်နှစ်သိန်းတက်မှတ်ထားကြောင်းထုတ်ပြန်ထားပြီးတော့တက္ကသိုလ်ရဲ့ဆုံးဖြတ်ချက်တည်သောအတီဖြစ်ကြောင်းချင်းအမျိုးသားတက္ကသိုလ်ကကြေညာထားပါရှင်။ ဟုတ်ကဲ့ပါအခုလိုနားတော်ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်